ခံချမာတွေကလည်းတန်းဆဲတယ်သူသူနဲ့ကိုနေအပြင်းမာတယ်မဆုံတာမဟုတ်ဘူးတခြားတနေရာမှာလည်းဆုံကြသေးတာစမ်းကျဲစမ်းကျဲစမ်းကျဲတကယ်ကိုစမ်းကျဲတယ်သူကလည်းအိမ်မက်မက်တယ်ကိုကလည်းအိမ်မက်မက်တယ်ဆိုတဲ့ဟာမှာအဲ့ရက်ကတော့မှတ်ထားတော့နည်းနည်းလေးကိုလည်းမိသွားပြီအဲ့လေလေတိုက်တိုက်ဆန်ဆန်သူမက်တဲ့ဟာနဲ့ကိုမက်တဲ့ဟာနဲ့လေတွားပြီးတိုက်ဆိုင်နေမိမတွေလိုမိသားစုတွေလိုအာကိုရင်းနီးလာတဲ့တက်တန်ကြာပြီလေနော်ချစ်ဖူးခဲ့တဲ့မြရဲလားဆိုတော့ဆယ်စုနှစ်တစုမကတော့ဘူး လိုပြောမလဲသူလဲကြတော့လေတကယ်ကိုညီမတွေလိုမိသားစုတွေလိုအာကိုရရင်ကြီးလာတဲ့တက်တန်ကြပြီလေနော်ချစ်ဖူးခဲ့တဲ့မြရတဲ့ဆိုတော့ဆယ်စုနှစ်တစုမကတော့ဘူးအာ तू ဝမ်းနေနေတဲ့ချိန်မှာဆိုလဲကိုရှိတယ်ကိုတကယ်လို့အစင်မပြေတဲ့ချိန်နေဆိုလဲ तू အဘေးနာနေအမြဲတမ်းတက်နိုင်တယ်လောက်ကိုရှိပေးတာပေါ့နော်ကိုရရဲ့ဒီ relationship ပေါ့အဲ့ကတော့တကယ်ညီမတန်ရောစင်မိသားစုတန်ရောစင်တခုလိုပဲနင်းဖြစ်တယ်နောက်အလှူတန်းဘာလို့လို့ ငါသွားမယ်မကူကြီးလိုက်ခဲ့နော်အဲသူရအောင်လဲဆွဲခေါ်တယ်နောက်ပြီးတော့ကိုနဲ့ make up မလိမ့်ဘူးပေါ့နော်အဲသူအရင်ထူးထူးခြားခြားလှကျင်တယ်တမီးကတော့အေပရတူတာနဲ့လိမ့်မှာအဲဆိုလို့ရှိရင်အမလာပြီးအောင်ဆိုလဲကိုကသွားသွားပြီးသွားလို့ရှိရင်ဘေးမှာအာလိုတဲ့ဟာပေါ့ကိုအမမတယောက်နေနေပေါ့အဟိုသူနဲ့ကိုနေတော့ make up လိမ့်နေမှာမဟုတ်ဘူးအဲ့တန်ရောစင်တစ်ခုပေါ့နော်မမြင်ရတဲ့တန်ရောစင်တစ်ခုကလည်းရှင်နှောင်းတာရှိတယ်ကိုယ်ရမဲ့ချစ်စုတင်နေပင်ပေးတဲ့အချမ်းသာများတို့ ဒီစက်မြန်ဆောင်ပြမှုရတယ်နဲ့ရောထူးစမ်းနေနော်။တောက်လျှောက်တောက်လျှောက်ကံကြမာရီကလည်းသမ်းဆဲတယ်။သူနဲ့ကိုယ်နေအပြင်းမာတယ်မဆုံတာမဟုတ်ဘူး။တခြားတနေရာမှာလည်းဆုံကြသေးတာ။နော်စမ်းကြယ်နော်။စမ်းကြယ်စမ်းကြယ်တကယ်ကိုစမ်းကြယ်တယ်။ဟိုသူလည်းအဲ့လိုပေါ့နော်။တခါလေကြလို့ရှိရင် तू အိမ်မက်မက်တဲ့ဟာနဲ့ကိုအိမ်မက်မက်တဲ့ဟာတွေလည်းတွားပြီးတော့ကြိုက်တာလေးရှိတယ်။ဟို တရားနဲ့တော့မပြောပြတဲ့ဟာတွေကစိတ်ချင်းဆက်ပြီးပြောပြတဲ့ဟာလေးလည်းရှိရဲ့အဲ့ဒီတစ်ခေါက်ကဆိုထူးထူးခြားခြား तू ကလည်းအိမ်မက်မက်တယ်ကိုကလည်းအိမ်မက်မက်တယ်ဆိုတဲ့ဟာမှာအဲ့ဒီရက်ကတော့မှတ်ထားတော့နည်းနည်းလေးကိုလည်းမိသွားပြီအဲ့ဒီလေတိုက်တိုက်ဆန်ဆန် तू မက်တဲ့ဟာနဲ့ကိုမက်တဲ့ဟာနဲ့လေတွားပြီးတိုက်ဆိုင်နေအင်း तू ကကြတော့စိတ်ရင်းကောင်းနေစကားပြောရင်ဘဘဘုံနဲ့ပြောတတ်တာဆိုတော့ကိုကအကြီးဆိုတော့ तू နည်းနည်းပြန်ထိန်ပေါ့ကိုကကြတော့အာစိတ်စိတ်တူတာမြန်နေအဲ့လိုတော့တယောက်နဲ့တယောက်နဲ့တော့ ဟိုထိမ့်ထိမ့်တင်းတင်းနဲ့နေရတာပေါ့နော်နောက်ပြီးမှပိုကကြတော့လေအလုံရှုပ်တဲ့လူဆိုတော့အသူကိုယ်တိုင်ပဲတအိမ်လုံးဥဆောင်ရတာပေါ့အဆဆရရဆိုတော့သူကပို့ပြီးတော့အလုံများတယ်စိတ်များတယ်လူဆိုတော့သူ့ကိုပြန်ပြီးတော့ကိုကအဲပြေပြေဆောင်လေးပြောပေးရတာပေါ့နော်အဲမှတ်မှတ်ရရနောက်တစ်ခုဆိုလို့ရှိရင်ပုံနေဆိုလို့ရှိရင်ဘန်ကောက်မှာတချင်းဆိုလို့ပြီးရနဲ့ဒီကနေပြောမှဒီဘကိုးမှာ တချင်းဆိုဖို့ဘကိုးဒီ -20 နားမှလာမသိဟာစီစဉ်ထားတာအဲ့မှာလေရင် flight က delay ဖြစ်သွားတာ အဲ့တော့ Gucci တက်တောင်ရေးထားသေးတယ်။လေရင်မနက်9နာရီဟိုကနေထွက်လာရင်ဒီကိုရောက်မယ်အိမ်ပစ္စည်းတွေပါချပြရနဲ့ဥမာသွားစို့မယ်17နာရီဆိုချိန်တာ။ဟာလေရင်ဒလေးဖြစ်ပြီးတော့မှအဲ့ရနဲ့နောက်ထပ်လေရင်ရှိတဲ့ဝင်ရင်ပြန်ပြောင်းသူကနာဘူမီကိုပြန်ပြောင်းရတယ်။ပြန်ပြောင်းပြောင်းပြီးအဲ့ရနဲ့မှလေရင်ရတဲ့ချိန်ကျတော့အဲ့ဒါ2ယောက်ရမှာလား1ယောက်ရမှာလားလေရင်လက်မှတ်ကအဲ့ဒီမှာနောက်တော့2ယောက်လုံးရ2ယောက်လုံးရတဲ့ချိန်ကျတော့ပစ္စည်းထုတ်ရမယ့်အချိန်တည်း ဟိုမှာဒီနိုင်ဝက်45မိနစ်ကြာမယ်ဆိုသူ့ကိုတခါတည်းလင်းအပေါ်မှာနည်းနည်းလှူရဲတချင်းပြန်လိုက်လိုက်ပြရနဲ့အဲ့ဒီအနေမှာသူတခါတည်းသူ့အိမ်ကလာခေါ်တဲ့ကားနဲ့သူတန်းပြေးပေါ်ရတော့မှီသွားတယ်နည်းနည်းတော့နောက်ကျသွားတယ်ပေါ့နော်ဒီနိုင်ငံသားတိုင်းနဲ့လောက်ရတဲ့ကိုယ့်အတွက်ကတော့9မိနစ်10မိနစ်နောက်ကျတာအစဟိုနည်းနည်းလေးစိတ်ကတိလင်းတာဖြစ်တာပေါ့အဲ့မဲ့သူအစဉ်ပြေသွားတယ်အဲ့ဒီအချိန်မှာကိုကသူ့ကိုဘေးမှာအားပေးရလေရင်လက်မှတ်ရပြီလေရင်ပေါ်ရပြီလေရင်မထွက်သေးပြန်ဟာဟာတော့ခါဘယ်လိုလုပ်မလဲ စိတ်အေးထားအဆင်ပြေစေရမယ်ကိုလည်းတက်တက်လောက်မတက်လောက်ပေါ့နော် healing တွေပေါ့ဒီ energy တွေသူ့နည်းနည်းလေးပြန်ဖြောင်းပြပြခဲကောင်းတာတွေဟိုနေ့ဖြစ်မယ်ကိုပြန်တွေးမယ်မကောင်းတာမတွေးနဲ့ငါတို့မြှို့မိစေရမယ်ပေါ့အဲဒီကြံတဲ့အပိုင်းနေကြတော့ကိုကအကြီးဆိုတော့နည်းနည်းလေးသူ့ကိုပြန်ပြီးဖြောင်းပြတဲ့အပိုင်းလေးရှိတာပေါ့နော်မောင်စောင်းရဲ့ဗီဒီယိုမှုဖြစ်ချင်တယ်မောင်စွတ်တဲ့ရေမူလေးလေးဖြစ်ချင်တယ်မောင်နာမကကပီလေးဖြစ်ချင်တယ်မောင်စီးတဲ့မဆီလေးဖြစ်ချင်တယ်อืมဘလောက်ထောက်ပံ့ဖြစ်စီလဲဆိုတော့အများကြီးပေါ့နော် ဟိုဘယ်လိုပြောမလဲတစ်ခါလေးအလုတ်ပါတဲ့အချိန်နေဆိုလို့ရှိရင်လည်းသူ show ဘွဲရှိလို့သူ ਨੇ တောက်လျှောက်လိုက်တဲ့ခါကျလဲကိုယ့်အတွက်သုံးဖို့ဆွဲဖို့ရတာပေါ့နော်အဲလာပြီးွားလို့ရှိရင်ဟိုဘယ်လိုပြောမလဲတခုခုအကူအညီလိုဆိုလဲပို့ရေးအကူအညီပါအောင်ဒီအဝတ်စားအစားကျန်နေပါပဲဖြစ်ဖြစ်ပါအကိုယ့်အတွက်ကတော့တကယ်ညီမအကောင်းလေးပါနော်လို့လက်ကထဲထဲတော့မပါဘူးအဲလှူရရှိလဲလှူတယ်တန်းရရှိလဲတန်းတယ်ဒါပေမဲ့ကက်စီနေနေရလဲကသူကက်စီနေတယ်အကြမ်းတော့အကြမ်းတော့ ဟဲ့သမီးဘာလို့ထားလို့ဖြစ်သွားလဲမသိဘူးဇာတ်ခါကျရင်ကိုပြောရင်တတိယပြီးတော့ပြန်ပြီးတော့ဟိုနေ့ဖြစ်သွားပြီးတော့ဘယ်လိုပြောမလဲတခါကျလို့ရှိရင်900တထောင်အားစာကစီမနေခြင်းလည်းနေတယ်သူတသားလောက်ကုန်လည်းကုန်မစီအဲ့လိုမျိုးပေါ့နော်ဟိုစိတ်ရင်ကောင်းနေအဲတဘောမနောကလည်းပွင့်ပွင့်လင်းလင်းဘုံဘွင်းလင်းလင်းပဲအလူတရားရှိလေဆိုတော့မအဲ့အထင်မှတ်ထားတဲ့ဟာလေးကြီးရင်သူကနည်းနည်းလေးအစိတ်ထဲကနေတမ်းအကြိုင်ကထားလိုက်ပါဆိုလို့ရှိရင်ပြီးသွားကိုကတော့ဖြောင်းဖြားတဲ့သူပေါ့နော်